ဟိုတုန်းကအဖိုးဘွားနှစ်ယောက်ရှိတယ်နှစ်ယောက်လုံးအသက်80အဲ့ဒါအသက်80ဆိုတော့အဖိုးဘွားနှစ်ယောက်လုံးလင်မယားနှစ်ယောက်လည်းတော်တော်ချစ်ကြတယ်ထင်ပါတယ်မိမလေးနဲ့နေတာတနေ့တော့အဖိုးဆုံးသွားရော အဖိုးလည်းဆုံးရော9မိနစ်လောက်နေတော့အဖွားကတော့အသိပေးမှဖြစ်မယ်ဆိုသွားပြောတယ်အဖွားအဖွားအဖိုးဆုံးသွားပြီဆိုဟင်းဆိုအဖွားပါဆုံးသွားအောင်နှစ်ယောက်လုံးက၈နောက်9မိနစ်ပဲချားတယ်အဆုံးသွားပြီးတော့အတုပကိစ္စလှုပ်ပေါ့ နောက်9ရက်လည်းမတိုင်ခင်မှာ9ရက်လည်းမတိုင်ခင်မှာအပေါ်တက်မှာပစ္စည်းလေးတွေတက်ယူအောင်မယ်အဖိုးနဲ့ဘွားလည်းအပေါ်တက်နေတာမိမလေးကအပေါ်တက်တက်သွားတယ်အဲ့ဒီမှာ2ယောက်အဖိုးနဲ့အဘွား2ယောက်ထိုင်စကားပြောနေတာငုတ်တုတ်ကြီးထိုင်တာတွေ့ရောတွေ့တော့ကြောက်လန့်ပြီးအော်ပြေးဆင်းလာတယ်အဲ့ဒါ तू မသေးခင်မှာဘာလို့ဆွဲတာဒီမိမလေးကိုဆွဲတာဆွဲတော့မိမလေးရှိတဲ့နေရာမှာဘာဖြစ်လဲပိတ်တာတရေတဆေဆိုတာပိတ်တာပဲအဲ့တော့ပေကန်နီးမှာအဲ့ဒီအာယုံတွေများလို့ရှိရင် စွဲတဲ့နေရာပိတ်တာဖြစ်တာအဲပိတ်တာဖြစ်တော့တခါတလေဆိုရင်လူတွေကလေစိတ်မချတာပေါ့ငါမြင်းမလေးကငယ်သေးတယ်လူလားမှမမြောက်သေးတာအဲ့တော့ငါတို့မရှိရင်တော့ဒုက္ခပဲဆိုပြီးတော့စိတ်မချမှုတွေနဲ့စွဲလန်းတာရှိတယ်ချစ်ခင်လို့စွဲလန်းတာရှိတယ်အမှန်တကယ်အဲ့လိုစွဲပြီးစိတ်မချဘူးကဲထားပါတော့စိတ်မချတဲ့စိတ်နဲ့သေရောသေလဲသေရောပိတ်တာဖြစ်ရောပိတ်တာဖြစ်တော့အဲ့တော့အဖိုးအဖွားကငါတို့ချစ်လို့ငါတို့ကိုစိတ်မချလို့ဒီမှာစွဲလန်းပြီးတော့ပိတ်တာဖြစ်တာ ကဲသူတို့စိတ်နဲ့သူတို့နေပါစေဒီအိမ်မှာဆိုပြီးတော့ထားမယ်လူရှိတာရှိပါဘူးခင်ဗျာတရက်ဖြစ်ဘယ်သူမှမထားဘူးနော်အလန့်ပြေးလာပြီးတော့အပေါ်မှာအဖိုးနဲ့ဖွားတွေ့တယ်လဲပြောရောကြံတဲ့လူတွေကဟဲ့မဖြစ်ဘူးတော့ကြခလေးလန့်ဖြန့်နေဦးမယ်ကဲကဲဖုန်းကြီးပင့်လို့ရှိရင်ကမဝါယူခဲ့လို့ရှောက်လိုက်ပါဆိုတော့အဲ့ဒါပြီးရင်ခုနှစ်ရက်လဲပြီးတော့အမြဝေပြီးရင်ဘာလုပ်ခံအောင်မကမဝါနဲ့ဖတ်နှိထုတ်ခံအောင်မနော်နှိထုတ်တော့နေလို့ရလားပြေးရမှာလားတခါတလေအဲ့လူကြီးတွေအနေနဲ့တန်ဝေကဘယ်လိုယူလို့ရလဲဆိုရင်နော် ူများနှင်ထုတ်မှသွားတာရဲ့ကိုကကိုအစိုးရတွေထွက်တာရဲ့ဘယ်ဟာကောင်းကိုကကိုအစိုးရတွေထွက်တာပါပဲဗျာအိမ်ပြန်ကြအောင်လားနော်ကိုကကိုထွက်တာကောင်းတယ်ဆိုအိမ်မပြန်နဲ့တော့လေနော်အဲ့ဒါဟိုမှာအိမ်ဆွဲတယ်တော့နောက်ခုနှစ်ရက်နေတော့ကမဝရွတ်တာပဲဒီအိမ်မှာလူတွေကိုမူးအောင်ဝေအောင်ခြောက်လန့်တတ်တဲ့ပုံကိုယ်တွေရှိတာကြိုက်လားမရှိတာကြိုက်လားဟိုကမေးတယ်ခွန်ကြီးတွေကမေးတော့ မရှိတာကြိုက်ပါတယ်ဖေဟာသုံးကြိမ်လဲမေးပြီးတော့ကဲသူနာတုမီပန်ဒီတန်ကိုနှစ်ထုတ်တော့ပြေးရောကိုချစ်လို့ဆိုပြီးတော့အဲ့တူနဲ့နေခွင့်မရဘူးနော်အဲ့တော့ဆွဲလမ်းမှုကအဲ့လိုဟိုတကမာကြီးတယောက်ကြတော့ပစ္စည်းဆွဲတယ်နော်ဖုံဖုံမကြခဏပြောဘူးတယ်မိကန်တစ်တာထဲမှာရွှေချောင်းတွေရှိတယ်အဲ့ဒါကိုစွဲနေတော့သေလဲသေရောအဲ့ဒီမှာရွှေချောင်းကိုပတ်ရက်နဲ့မျောကြီးတကောင်ဖြစ်အမွေခွဲမဲ့လို့တော့မိကန်တစ်တာလဲသားသမီးတွေဖွင့်လိုက်ရောအဲ့ဒီမှာရွှေချောင်းမှမျောတကောင်ပတ်ထားတာတွေ့တော့ အာဒီမြောက်ကလည်းဘယ်လိုလုပ်ပြီးဒီထက်ရောက်တာလဲဆိုဒုံနဲ့ကလော်ပြီးမိဖို့တဲ့သွားထက်တို့ကအမွေခွဲတော့မှာဟိုဒါကြီးရရှုပ်တယ်အမှန်တကယ်တော့မိကန်တက်တာဆိုတာတတ္တဝါတကောင်ဝင်နေလို့မှမရတာအဲ့ဒါဆိုတော့ဒါဒီအမေကသေတော့စွဲစွဲပြီးတော့စွဲတဲ့နေရာမှာဥပပပဋိတန်နေခေါ်တယ်ဘွားကနေသွားဖြစ်တာမြှောက်ပိတ်တာအဲသွားဖြစ်လိုက်တော့ဟိုမှာသားသမီးတွေကအမေရဖြစ်မှမသိတော့ဒုံနဲ့ကလော်ပြီးမိဖို့တဲ့ထက်တော့တခါမိလောင်ဆိုတော့ဒီမိလောင်နဲ့ပြင်းပြတဲ့ဝေဒနာနဲ့မခံတာမရက်တာသေလို့ရှိရင်ငရဲကြအောင်မှာ အဲ့တော့ပစ္စည်းပဲဆွဲဆွဲနော်ပစ္စည်းပဲဆွဲဆွဲလူကိုပဲဆွဲဆွဲဆွဲသေးတာကောင်းတာမကောင်းတာကောင်းပါဗျာမကောင်းဆိုတော့မဆွဲဘဲနဲ့သေးလို့ပြောတော့မဆွဲဘဲနဲ့နေဖို့ရလွယ်သလားခက်သလားတတလုံးအတူနေပြီးချစ်ချစ်ခင်ခင်ချင်းချင်းနာနာမိသားတစုအနေနဲ့ပေါင်းကြသင်းကြနေထိုင်ခဲ့ကြတဲ့ပုံကိုယ်တွေဆိုတော့အဲ့ဒီဟာအယုံတို့မဆွဲဘဲနဲ့သိဖို့ခက်တယ် နော်မစွဲပဲနဲ့သိဖို့တော်တော်ခက်တယ်လူမပြောနဲ့ဘုန်းကြီးတောင်မှစွဲသိဘုန်းကြီးလက်ခံရတာပဲတခါတော့ဘုန်းကြီးတပါးရှိတယ်အဲငါသိလို့ရှိရင်အပေါ်မော့ကြီးกว่าတဲ့မသူကတော့အာရပိုင်နဲ့အမခံပြီးပြောခဲ့တာငါသိရင်အပေါ်မော့ကြီးတဲ့အဲ့ဒါနဲ့မော့ကြီးတယ်ဘာမှမကြအောင်နောက်6လပြည့်နှစ်ပတ်လဲကြမှာအေးဘုန်းကြီးကသူ့သိအပေါ်မော့ကြီးလို့ပြောတယ်ကဲအပေါ်ဘာရှိလဲမော့ကြီးအောင်ဆိုအပေါ်ကနေပြီးတော့တောက်တဲ့တဲ့အော်တန်ကြားလိုက်ဘုန်းကြီးဘာဖြစ်တာတောက်တဲ့ဖြစ်တာအဲ့ဒါဘာဖြစ်လို့ကြောင်းဆွဲတာ ဟုတ်တယ်နော်အဲ့တော့ဘုံကြီးဆွဲလဲဘုံကြီးခံလူဆွဲလဲလူခံဒါဆိုရင်ဆွဲတာမကောင်းလို့တော့တိတဲ့မဆွဲဘဲနဲ့သေဖို့တော့ဘာဖြစ်လဲခက်တယ်ဘာဖြစ်လို့လဲဒီအာယုံကတစ်သလုံးတည်းလို့နေခဲ့တာဆိုတော့တေကန်ဒီမှာကတ်ဖြတ်ဆိုတော့မလွယ်ဘူးနော်တေပြန်ဒီတေကန်ဒီမှာကတ်ဖြတ်ဖို့မလွယ်ဘူးပစ္စည်းဥစ္စာဆိုလဲလိုချင်လို့ပါတခါတဲ့မက်မက်မောမောရှာထားတဲ့ဥစ္စာဆိုတော့ဒါကိုမဆွဲဖို့လဲခက်တယ်မိသားစုဆိုလဲချစ်ခင်လို့မှတစုတစည်းတည်းနေပြီးတိဆောက်ခဲ့တာဖြစ်တဲ့အတွက် သူ့မဆွဲဖို့လဲခက်တာတချို့ဆိုဘလောက်တောင်ဆွဲလဲဆိုသင်မဲ့လူနာမသေးပဲနဲ့စက်တန်းငန်းငန်းကြီးတိုင်းမရောက်သေးဘူးလားတမင်းမရောက်သေးဘူးလားတမေးတဲ့မေးနေအသက်ထွက်မှမထွက်ဘူးနောက်တော့ဟိုကအဲကားဆိုင်ပြီးရထားဆိုင်ပြီးဆိုတော့အဲရောက်လာရောက်လာလဲရောက်လာလှမ်းမြင်လိုက်တာနဲ့ဘေးရလူတွေကအမေအမေအမေသားကြီးရောက်ပြီးဆိုရင်ဆိုအဲ့တန်းအတခါတည်းအသက်ထွက်သွားအဲ့ဒါဘာလုပ်တာလဲဆိုတော့သားကိုစွဲတာတမီးကိုစွဲတာအဲ့တော့ဒီအာယုံတွေကတက်တက်လုံးချစ်ချစ်ခင်ခင်နေခဲ့တော့မစွဲဘဲသေးဖို့ခက်တယ်တဲ့ ဟိုသေရေးခက်တယ်ဆိုတာနော်အဲ့မစွဲဘဲနဲ့သေဖို့ခက်တယ်လို့ပြောတာ